င်္ဂလာပါရှင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုစူးစီးတင်ဆက်ပေးတဲ့ Your Vote 2015 2015ရွေးကောက်ပွဲအထူးစီစဉ်ကနှစ်ခွန်းဆက်ပါတယ်ကျမကတော့ယမင်းဦးပါရှင်ဒီတစ်ပတ်အတွက်စူးစီးထားတဲ့ရွေးကောက်ပွဲဆိုင်ရာသတင်းတွေကိုအရင်ဆုံးတင်ဆက်ပေးပါမယ် နိုင်ငံရေးပါတီတွေအနေနဲ့အခုချိန်ထဲကမဲဆွယ်စည်းရုံးမှုတွေလှုပ်ဆောင်မှသာရွေးကောက်ပွဲအနိုင်ရရေးအတွက်တည်ကြမှာဖြစ်တယ်လို့ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးတင်အေးကဒီဇင်ဘာလ15ရက်နေ့နိုင်ငံရေးပါတီတွေနဲ့တွေ့ဆုံစဉ်မှာပြောကြားလိုက်ပါတယ်။2017ခုနှစ်ဇွန်လ21ရက်နေ့မှာလုပ်တဲ့စီဝေးပါတီ30ခုပါတီပေါ့ရွေးကောက်ပွဲဝင်တဲ့ပါတီများသိပါလိမ့်မယ်။အဲ့ဒီကကျွန်တော်စီယုံကြပါလူလူကိုစီယုံကြပါနိုင်ငံတော်ပြည်ထောင်လို့ကြပါပါတီတွေကျွန်တော်အားကိုးပါတယ်နော် အဲ့တော့လုံးမလည်းခဲတော့လူတို့ကချစ်ခင်မယုံကြည်မအားကိုးမဲ့လေးစားမယ်လေးစားမှလည်းခဲရုပ်ောက်ပဲနိုင်မယ်ဆိုတော့ပြောချင်းဆိုရင်တော့ long term campaign ဆိုတော့ကျွန်တော်လုံးနဲ့လင်းနေတဲ့ကျွန်တော်ပြီးခဲ့ပါတယ်ဒါအပြင်နိုင်ငံရေးပါတီတွေအနေနဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရမှာအရေးချင်းရှိတဲ့မျိုးသမီးတွေကိုပါထဲသွင်းစဉ်းစားဖို့လိုတယ်လို့လည်းဆက်လက်ပြောကြားသွားပါတယ် ရွေးကောက်ပွဲလေးလာဆောင်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ News Myanmar Foundation အနေနဲ့ရန်ကုန်တိုင်း၊ AR တိုင်း၊မွန်ပြည်နယ်၊ကရင်ပြည်နယ်၊ရခိုင်ပြည်နယ်၊ချင်းပြည်နယ်၊ပဲခူးတိုင်းအပါအဝင်မြို့နယ်ပေါင်း20ကျော်မှာမဲပေးသူပညာပေးအစီအစဉ်တွေကိုတိုးချဲ့လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပါတီစည်းရုံးရေးလုပ်ငန်းတွေကိုရှမ်းပြည်နယ်တဝမ်းမှာစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ SNLD ဥက္ကဋ္ဌဥခွန်ထုံးဦးနဲ့ဗဟိုအလုံးမှုဆောင်ဖွဲ့တွေဟာပါတီရဲ့မူဝါဒလမ်းစဉ်နဲ့စည်းရုံးရေးကိစ္စတွေကိုဟောပြောခဲ့ကြပါတယ်။ရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့ရွေးကောက်ပွဲလေးလာဆောင်ကြည့်တဲ့နေရာမှာပါတီဆွဲကင်းရှင်းဖို့လိုအပ်ကြောင်းရွေးကောက်ပွဲကော်မရှင်ကတည်ပြလိုက်ပါတယ်။ဒီဒီဒီဘုရားကနိုင်ငံပါတီကိုဆိုလို့ဒုမေးဖွဲ့စည်းပြီးနော်ပိတ်ခေါ်ပြီးတော့စကားပြောကြည့်တဲ့ခါကျသူ့ လူဝေးခွစီတရားနိုင်ငံရေးမကင်းဖြစ်နော်ပေါ်ဆောင်လို့လူဝေးခွစီလို့ဆိုတော့ကျွန်တော်နိုင်ငံရေးအတွေ့အကြုံရှိလို့မရပါဘူးနိုင်ငံရေးအတွေ့အကြုံရှိလို့မရဘူးဘာကျွန်တော်ကလူလူဟုတ်လားကျွန်တော်ကော်မရှင်လည်းပဲကျွန်တော်ကချိန်ချင်းပြောပါတယ်အနည်းပါတီတွေမှလည်းကျွန်တော်ပြောပါတယ်ဒါကျွန်တော်တော့လည်းလူလူလက်လက်နော်ဘယ်မှလိုက်ပြီလူလူလက်ဖြစ်အောင်ကျွန်တော်ရှင်းပါတယ်လုံလဲလုံပြီးပါမယ်အလုပ်ဖို့ဆိုတဲ့နေရာမှာခုနပြောသလိုပဲနော်ကျွန်တော်တို့ဥရီတွေတီးဖို့လိုပါတယ်ဥရီလိုက်တော့လို့လိုပါတယ် ဖူလီကာကိုယူဖို့ဘူးလုံးပါတယ်2025ရွေးကောက်ပွဲဟာရွေးကောက်ပွဲတစ်ခုအနေနဲ့သာမကပဲနိုင်ငံဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်နေပြီလားဆိုတော့အဆုံးဖြတ်အနေနဲ့ပါအရေးကြီးတယ်လို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကစတုထအချိန်မြောက်ဘိုဟိုကော်မတီအစည်းအဝေးမှာပြောဆိုထားပါဗျာ။အရေးကြီးတာဟာရွေးကောက်ပွဲတစ်ခုအနေနဲ့ပဲရွေးကြည့်တာမဟုတ်ပါဘူး။ဒီမားရနိုင်ငံမှာဒီဟဲရီဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်နေပြီလားဆိုတော့ 一三年发这个双向对面，直到变成为一线。 2005မှာကျင်းပမဲ့အထွေထွေရွေးကောက်ပွဲကိုလွတ်လပ်မျှတမှုရှိအောင်မြန်မာသတင်းမီဒီယာအဖွဲ့တွေဘယ်လိုလှုပ်ဆောင်နိုင်မလဲလိုအပ်တဲ့အကူအညီတွေကဘာတွေလဲဆိုတာကိုအဓိကထားဆွေးနွေးတဲ့အစည်းအဝေးတစ်ရက်ကိုဒီဇင်ဘာလ15ရက်နေ့ရန်ကုန်မြို့ Internews ရုံးခန်းမှာကျင်းပခဲ့ပါတယ်မြန်မာမီဒီယာတိုးတက်ရေးအတွက်အကူအညီပေးနေကြတဲ့ American နဲ့ Europe နိုင်ငံတွေကအဖွဲ့အစည်းပေါင်း10လောက်တက်ရောက်တဲ့အဲ့ဒီအစည်းအဝေးမှာ2005ရွေးကောက်ပွဲမှာမြန်မာမီဒီယာတွေရင်ဆိုင်ရမယ့်အခက်အခဲတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ် ွေးကောက်ပွဲအတွက်ရှင်ပြိုင်တဲ့နေရာမှာတိုင်းရင်းသားပါတီတွေအနေနဲ့အင်ဆိုင်နေရတဲ့စိန်ခေါ်ချက်တွေကိုရွေးကောက်ပွဲအပေါ်သူတို့မြင်ကန်နာမှာစူးစီးထားပါတယ်ရှင်။နောက်တုံးတလားထဲကျွန်တော်တို့ရွာအသီးတွေကိုရောက်ဖို့တအားခက်တယ်။ဒါအာပထဝီနေထားရပါလေခက်ခက်တခု။နောက်ဒုတိယချက်ကဒီဒီမိုကရေစီနဲ့မဂျင်ပါတီရဲ့အခါပြည်သူတွေကပုတ်ကူရေးတိုက်ခိုက်တာတို့နဲ့အာနိုင်မဲဆိုတဲ့အထွေလည်းရှိနေတယ်။ ရှူတော့ကျွန်တော်တို့မူဝါဒနဲ့လမ်းစဉ် policy ကိုအချင်းချင်းပြင်ဆင်မှုတိုက်ခိုက်တာမျိုးမဟုတ်ပဲနဲ့နော်ပုဂ္ဂိုလ်ကြီးကတော့တော့ကိုစလေတဦးတယောက်ကဝန်ပေးပြီးသူကဒီလိုဒီလိုဒီလိုရှူတဲ့တိုက်ခိုက်မှုဟာဒါအခက်အခဲဖြစ်နေတယ်။ဟောနောက်ပြီးတော့တို့တတိယချက်ကငွေကြီးကြီးပေါ့ကျွန်တော်တို့ငွေကြီးကြီးမှာပါတီတော်တော်များများတတိပုဂ္ဂလမှအစပေါ့လေငွေကြီးကြီးခက်ခဲကြောင်ကျွန်တော်တို့ကအာဝီဇာဖြင့်တာမှအစနော်နောက်ပြီးတော့ ရှိယုံကြည်မှုခန္ဓာမှာအစတော်တော်လေးအခက်အခဲရှိနိုင်တယ်။တရင်သားဒေသမှာတရင်သားပါတီရဲ့နိုင်ငံရေးရရှင်းတံဖွံ့ဖြိုးတိုးတက်ဖို့ဆိုရလဲတော့ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နိုင်ငံပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံဖြစ်နေလို့ပါပဲ။အဲ့တော့ဒီကျွန်တော်တို့ဖြစ်နေရင်တရင်သားဒေသတွေမှာသူတို့ဖြစ်ကိုယ်ပုံအချောခွင့်ဒေတာတို့ကိုယ်ပုံအချောခွင့်တိုင်းတို့ဒီမှာအဲတိုင်းသားပါတီတိုင်မင်းနေရာဒီမှာ ပါတီကြီးတွေဖြစ်တဲ့ USDP တို့ NLD တို့ပါတီကဲဆိုပါတီကြီးမျိုးတွေကလက်ဆောင်ပေးရင်တော့ကျွန်တော်တို့တွေ့တရင်သားပါတီရဲ့ရှင်သာဖွံ့ဖြိုးတိုးတက်ဖို့ခွင့်ဆိုတဲ့အခွင့်အလောင်းကိုလောင်းဖွင့်ပေးရလို့ကျွန်တော်တို့နားလည်ပါတယ်ဖြစ်နေရင်တော့သူတို့တွေကိုလာမပြန်စီချုံကရွေးကောက်ပွဲကော်မရှင်ရဲ့လှုပ်ထုံးလုံးနီးနဲ့အညီကျွန်တော်တို့ရှင်းပြမယ်ရှင်းပြတဲ့အခါမှာကျွန်တော်တို့ဒေသမှာလာပြမယ်နိုင်ငံရေးပါတီလေးရှိပါတယ် ဲ့ဒီနိုင်ငံရေးပါတီလျာကျွန်တော်ပြောမယ်ဆိုရင်ငွေကြီးရေးရเนาะအများကြီးရှိတဲ့ပါတီပြောရမယ်ဆိုရင်ကျွန်တော်တို့နဲ့သူတို့နဲ့ဆိုရင်ဘာกว่าလဲသူတို့ကကတိ80တတိတာပါတီဖြစ်တယ်ကျွန်တော်တို့ကငွေကြီးတပြားမှမရှိဘဲနဲ့မြို့ချစ်စိတ်ဓာတ်ကိုအခြေခံတဲ့ဒါပါတီဖြစ်တဲ့အတွက်ဒီရွေးချယ်တင်မြောက်ပွဲမှာမြို့ချစ်စိတ်ဓာတ်နဲ့ ငွေအင်အားတနာပြိမ့်တဲ့အနေထားပဲဖြစ်သွားမယ်လို့ကျွန်တော်တို့ထင်တယ်။အဲတိုင်းရင်းသားဒေသမှာတော့ဗျာဒီကအဲမငိမ့်ချမ်းတဲ့ဒေသတွေမှာလည်းဒါကျွန်တော်တို့နိုင်ငံရေးပါတီအနေနဲ့နင်းနေတာလေးရောစိတ်ကမှုတရားအနေနဲ့တော့အမြင်နေရတာပေါ့လေ။ဒါတဲ့မငိမ့်ချမ်းတဲ့ဒေသတွေတွေမှာတော့အငိမ့်ချမ်းတဲ့ဒေသတွေမှာတော့လည်းတိတ်ပြီးတလောက်ကြီးထူးထူးခြားတော့မရှိဘူး။မငိမ့်ချမ်းကျွန်တော်ကငင်းချမ်းတို့လိုလိုငင်းချမ်းတို့လိုလိုငင်းချမ်းတို့လိုငင်းချမ်းတို့လိုဆိုတဲ့ဒေတာလေးပေါ့လေအဲ့လားကြောင့်မို့နေနေဒါလေးကတော့ လုံုံရင်းရတော့နည်းနည်းတားလေးရဟိုလောကကန်ရတာများနည်းနည်းများအဲစိတ်ခေါ်ဖို့တည့်ရနေနေဖြစ်နေမလားတော့မသိဘူးနာမည်ထွေထွေကပွဲမှာပါဝင်ရှင်ပြန်ရေးအတွက်တိုင်းရင်းသားပါတီတွေဘလို့ပြင်ဆင်နေကြတယ်လဲဆိုတာကိုသိနိုင်ဖို့ကရင်တိုင်းရင်းသားပါတီတစ်ခုဖြစ်တဲ့ Flow Sower Party နဲ့တွေ့ဆုံမေးမြန်းထားပါတယ်ဆက်လက်ထုတ်လွှင့်မဲ့ရေကောက်ပွဲတွေ့ဆုံမေးမြန်းခန်းစီစဉ်မှာကြည့်ရှုကြပါအောင်ရှင်ဒီကရင်ပြည်နယ်မှာပေါ့ ဒီတိုင်းသားပါတီတစ်ခုအနေနဲ့ဒီရွေးကောက်ပွဲအတွက်ပြင်ဆင်တဲ့နေရာမှာမဲဆွယ်စည်းရုံးတဲ့နေရာမှာဘလို့စိန်ခေါ်မှုတွေရောရှိနိုင်လဲပြီးရင်ဒီအင်အားကြီးပါတီတွေဖြစ်တဲ့ပြည်ခမျိုးပါတီတို့ NLD တို့နဲ့ပြင်ပြန်ရတဲ့အခါမှာဘာအခက်အခဲတွေရှိနိုင်မလဲတိုင်းသားပါတီတစ်ခုအနေနဲ့အင်္ဂရုတိုင်းသားကရင်ပါတီဆိုတဲ့ခါကျတော့ဒီမှာကကရင်ပြည်နယ်မှာက၃ပါတီရှိတယ်မြန်မာနိုင်ငံရှင်တွေရောပြည်တိုင်းသားတွေရောနည်းနည်းစိုးရင်လာက ခင်ပါတီများစီအတွက်မင်းကပြန့်သွားနိုင်တယ်အဲ့လိုပိုင်းမျိုးပေါ့လေဒါပေမဲ့အင်္ဂလိပ်ကတော့အဲ့ဒီစိတ်ခုမှုအတွက်အဲ့လောက်အစိုးရကြီးမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ဟိုကိုပါတီနဲ့ကိုကိုလူနဲ့ကိုအရင်ချင်းရှိရှိသလိုအချင်းချင်းပြီးပြီးသလိုအောင်နိုင်သွားမှာပဲတဖက်ကခြားပါတီတွေကလည်းအဲ့လိုပေါ့ခုနကလိုကိုယ်နေတာရှိတာပဲအဲ NLD ရှိတယ် ပြန်ပြိုးကြည့်တယ်အဲသူတို့တွေလည်းဟိုအဲ့လိုမစုစည်းမိတော့ကသူတို့လည်း क्वे သွားနိုင်အင်္ဂလိပ် क्वे သွားနိုင်သူတို့လည်း क्वे သွားနိုင်အင်္ဂလိပ်စုစည်းသူတို့သူတို့လည်းစုစည်းနိုင်ဆိုတော့အဲ့ဒီတွေ့ကဒီလောက်စိတ်ပူကြမရှိဘူးလို့အင်္ဂလိပ်နေနေတော့မြင်တယ်ဒါကစင်ကိုချက်တစ်ခုပေါ့အဲနောက်တစ်ခုကတော့ဒီမဲဆွယ်စည်းရုံးတာနဲ့ပတ်သက်ပြီးတော့ကအဲပထမ2010အတွေ့အကြုံအရကတော့နည်းနည်းလေး စိတ်ပြက်ခဲ့မိတယ်။ဘာလို့ဆိုတော့မျိုးဝင်နေလည်းဖြစ်လာတယ်။ဘယ်လိုမှန်းလည်းမသိဘူး။ဟိုကကြတော့ပြောရဆိုရစီရင်ရဟောရပြောရတာမဝတ်မရေဖြစ်တယ်။အခုကတော့ထိုက်လျောက်ပွင့်လင်းလာတယ်ဆိုပေမဲ့အင်္ဂရုကတော့နည်းနည်းလေးတော့စိုးရင်တယ်။ဆိုတာကဟိုငိမ့်စုစီဥပဒေကရှိသေးတယ်။အဲ့ငိမ့်စုစီဥပဒေနဲ့ကံ့ရုံးမလား။လူလလဖွင့်ပေးမလား။ဘလောက်တိုင်းတာတိ ဟိုခွင့်ပေးပြီးတော့ဘာတွေထိချုပ်မလဲဆိုတော့စိုးရိမ်ပူပန်မိလေရတော့ရှိနေသေးတယ်တနုမြို့သားများဒီတိုးတက်ရေးပါတီဆိုလို့ရှိရင်တို့ကပြောတယ်ဒီတို့ရဲ့ဒီကိုပေါ့အုတ်ချုပ်ခွင့်ရတဲ့ဒေသမှာဒီ NLD ပါတီလိုမျိုးပါတီကြီးတွေပြည်ခါမျိုးပါတီလိုမျိုးတွေလာမပြိုင်စေချင်ဘူးဒါဟာတိုင်းသားတွေအတွက်အခွင့်အရေးညံ့ဆုံးရှုံးစေနိုင်တယ်လို့သူတို့ဘက်ကယူဆလို့ဒါမပြိုင်စေချင်ဘူးပေါ့နော်ပြီးရင်တချို့ဒီ ချင်းပြည်နယ်ဘက်ကပါတီတွေကပြောတာတော့ဒါသူတို့ဘက်ကဆိုရင်လမ်းဘတ်ဆွတ်သွဲရဲ့အခက်အခဲတွေရှိတယ်ဒီ message စီရုံမှုအတွက်ပြီးရင်ပါတီရဲ့ဒီရန်ပုံငွေငွေကြေးအင်အားမတောင့်တင်းတာတွေရှိတယ်လို့တော့သူတို့ဘက်ကပြောတယ်ဆိုတော့တို့ဒီကိပြည်နယ်ဘက်ကပါတီတွေဆိုရင်ဘောဘယ်အချက်ကအဓိကအစိန်ခေါ်ချက်ဖြစ်မလဲဒီရောက်ပွဲအတွက်ကရန်ပုံငွေနဲ့ပတ်သက်ပြီးတော့ကအင်္ဂလိပ်စိတ်မစိုးရင်ဘူးကိုယ့်ရဲ့လူရပုံမှာပဲ မဲဆန္ဒရှင်တွေကဒါထောက်ခံမှုပေးလိမ့်မယ်လို့အင်္ဂရုယုံကြည်တယ်။နောက်တစ်ခုကတော့ခုနကပါတီကြီးတွေကိုမလာစေခြင်းမှုဆိုတာကတော့တို့ကဘယ်လိုပဲမလာစေခြင်းမလာစေခြင်းဥပဒေရသူတို့ကပိုင်ခွင့်ရှိတဲ့ခါကျတော့သူတို့လာတော့တို့တားလုံးမရပါဘူး။ဟုတ်တယ်မလားတို့တားလုံးမရပါဘူး။အဲတော့မလာစေခြင်းလဲသူတို့လာရင်လူဘာမှပြောလို့မရဘူး။ဆိုတဲ့ခါကျတော့ဒီလိုမဖြစ်မဲ့တူတူတော့လာပေါ့။ လာပြန်ပေါ့ဝင်ပြန်ကြပေါ့အချင်းချင်းလာသူနိုင်လဲနိုင်ကိုနိုင်လဲနိုင်သူနိုင်ကိုနိုင်ပေါ့အဲအဲ့လိုပုံမျိုးပဲသဘောပိုက်ထားတယ်ဒါဆိုရင်ဒီအင်္ဂလိုပါတီအနေနဲ့ဆိုရတဲ့ရွေးကောက်ပွဲအတွက်အဓိကကြီးမားစင်ကောချက်ကပါဖြစ်နိုင်မယ်အင်္ဂလိုဟိုပါတီကတပြည်နယ်လို့တိုင်းတာကိုယူထားတဲ့အပြင်ကိုဒီမမှာပေါ့လေတနင်္ဂနွေလို့တိုင်းတာလဲအင်္ဂလိုဒါလွှမ်းမိုးဖို့အတွက် ခွင့်ပြုမိတ်တောင်းတဲ့ထဲမှာပါပြီလားအဲမဲ့အခုအင်္ဂရုစုမှာတကယ်တမ်းရွက်ောက်ပွဲဝင်ဖို့လို့စဉ်းစားလိုက်တဲ့ခါမှာတကယ်ဟိုပါပေါ့ပြောမှဆိုအရင်ချင်းရှိတဲ့လူနည်းနည်းရှားတယ်အရင်ချင်းဆိုတော့ပြင်ရအရင်ချင်းတခုတည်းဆိုလို့လည်းမဟုတ်ဘူးနော်ဖက်ဖက်ကပေါ့လေစီယုံရေးအရင်ချင်းနော်ခုနကဟိုစီးပွားရေးလဲပြောလို့ရတော့ပေါ့ပြင်ရအရင်ချင်း ဲ့တော့ပေါင်းစည်းဆက်ဆံရေးသွားရေးလာရေးပြောရေးဆိုရေးအဲ့ဒီလိုအဖေဖက်ကပြည်စုံတဲ့လူကတော့နည်းနည်းရှားတယ်အဲ့ဒါဆိုရင်ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာဆိုရင်ဒီအစိုးရဒီကြဝင်ကျင်းလာခဲ့တာတော့ဒီကချင်ပြည်နယ်ဘက်ကဒီဒေသတွေနဲ့ရှမ်းမြောက်ပိုင်းဒေသတချို့မှာရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ဘူးလို့သူတို့ကကြေညာခဲ့တယ်ပေါ့နော်ဒါပေမဲ့လေးလာရတလို့ဆိုဒီကရင်ပြည်နယ်ဘက်မှာလည်းဖပုံမျိုးနယ်ဆိုရင်ဖပုံမျိုးပေါ်မှာပဲယူကောက်ပွဲကျင်းပနိုင်ခဲ့တဲ့အနီးအနားဒေသတွေ ရွာတွေမြို့နယ်တွေမှာမကျင်းပနိုင်ခဲ့ဘူးပြောအခုလာမယ့်2015မှာကောအတီလုံးကလို့အဖြစ်မျိုးဆက်ဖြစ်နိုင်မလားအင်္ဂလိပ်အဲ့ဒါကိုဒီဇိုင်းမမတောင်းဆိုလေဒီလိုမဖြစ်ဘူးအင်္ဂလိပ်အချိန်ကဘလော့တိဆိုလေဆိုတော့ဆေးရုံရှိတယ်စာသင်ကျောင်းရှိတယ်ရဲစခန်းရှိတယ်ဟိုကင်းလေးနဲ့ကန်ရင်းကျဲအဖွဲ့ရှိရှိရှိတယ်လှုပ်ရှားဆိုတာတတ်တယ်ရှိတယ်ဆိုတော့ဂျိုင်းစိတ်ကြီးမြို့နယ်ခလေတမုန်တိုင်းဒေသမှာမြို့ကောက်ဝင်မလုပ်ခဲ့ဘူး အင်္ဂလိပ်တော်တော်လေးနင့်နာခဲ့တယ်နော်ဒါဖာပုံကတချို့ဒီလားပေါ့ဟိုလီကော့ကရိတ်တော့ဘာမှဝူးဝဲလာမှာမဟုတ်အဲ့ဒါတချို့ဒီလားနောက်ပြီးတော့ဟိုးပဲဟိုငင်းငိုင်းရေးအပြစ်ကရသေးရေးယူထားတဲ့တချို့တချို့လည်းမြူထားသေးဘူးပေါ့လေအဲမြောက်ပြည်ဘက်မှာအဲမလုခဲ့ဘူးမလုနိုင်ခဲ့ဘူးအဲ့တော့ကအခု2015မှာကြာရင်ကဲကိုတို့ကင်တိုင်းသားတွေအားလုံး အပြစ်ခရစေလည်းမှထိုးထားပြီးပြီနော်သနဗံဘာဗံညာဗံတွေလည်းဒီလောက်အကြာကြီးမကြားတော့ဘူးနော်အဲ့တော့အကုလုံးနဲ့နားထောင်ပြန်အကုလုံးယူကောက်ပွဲကျင်းပပေးပါလို့ဟုတ်လားကော်မရှင်ဦးထားကိုတရားဝင်စည်းဝေးမှာရောနှစ်ဦးသားတွေ့တဲ့အချိန်မှာရောအင်္ဂါပြောတယ်အာကော်မရှင်ဦးနဲ့ယူတင်ရေးကလည်း အာဖြစ်စေဖြစ်စေပါမယ်တဲ့လုပ်ပေးပါမယ်ဆိုပြီးတော့ကျွန်တော်ကင်ပီနယ်ကိုလည်းလာခဲ့ပါဦးမယ်တဲ့အခုဒီနောက်ဆုံးလို့တဲ့အစည်းအဝေးမှာလည်းကျွန်တော်တို့ဒါကိုထပ်ပြီးတောင်းဆိုတယ်ကျွန်တော်တို့ဒီကနေရာတိုင်းကင်ယူထိတ်ဆွတဲ့နေမြေလက်လက်ကန်ထိတ်ဆွတဲ့နေမြေတွေအားလုံးမှာယူကဘွေဝန်ထမ်းအောင်ဖန်တီးပေးပါဆိုတာလုံကျွေးတစ်ခုတည်းမဟုတ်ဘူးနော်ခုနကမှတ်ဖို့တင်မရှိလို့မပေးရလားနေ floating ပုံကိုယ်တွေဖြစ်လို့ဟလာဟိုဘက် ရောက်လာမပြည့်ဘူးမပြည့်တော့ပြင်းဝင်မရှိဘူးဆိုတဲ့ဟာတွေဒါတွေကိုပါကလို့စဉ်းစားပြီးတော့ယူကောက်ပွဲမဖြစ်မနေလွတ်ပေးပါလို့တော့တောင်းဆိုထားတယ်နှုတ်အပြင်းလွတ်ပေးမယ်လို့ပြောတယ်ဘာဖြစ်လာအောင်မလဲတော့မသိဘူးပေါ့ 2015ရွေးကောက်ပွဲအထူးစီစဉ်ကိုဒီမှာပဲရနာပြသည်ရှင်ဒီအစီအစဉ်ကိုအပတ်စဉ်စနေနေ့နဲ့တနင်္လာနေ့တွေမှာထုတ်လွှင့်ပေးနေပါတယ်ထုတ်လွှင့်ပြီးသားအစီအစဉ်အားလုံးကိုလည်း Facebook စာမျက်နှာမှာကြည့်ရှုနိုင်ပါတယ်ဒီအစီအစဉ်နဲ့ပတ်သက်ပြီးဝေဖန်အကြံပြုချက်တွေနဲ့မိမိရဲ့ data ကရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့သတင်းအချက်အလက်တွေကိုလည်း election@dbb.no ကို email ရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်ကြည့်ရှုအားပေးသူအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်